အနာဘိုလီအတွက်ပထမဆုံးချန်ပီယံလိအတွင်းကိုပြီးမှဒီယာကိုလွတ်ပြောင်းခဲ့တဲ့ဝိုင်လန်အနာဘိုလီအသင်းရဲ့အတိုင်းဆက်မိုရာမတ်ဝိုင်လန်ဟာဒီနေ့မနေ့ကစားခဲ့တဲ့ချန်ပီယံလိပွဲစဉ်မှာစပွိုင်းဘက်ကိုဂိုးသွင်းယူပြီးတဲ့နောက်ပြုလုပ်ခဲ့တဲ့အပြုတ်မှုတချို့ကဘောလုံးပရိသတ်ကြောင့်ဗာရယ်ဖြစ်နေပါတယ်အီတလီစီးရီးကလပ်အနာဘိုလီအသင်းဟာချန်ပီယံလိလီဖေးအဆင့်ဒုတိယမြောက်ပွဲစဉ်အဖြစ်စပွိုင်းလစ်ဘွန်အသင်းကိုအင်္ဂါမှာအခန့်ကစားခဲ့ပြီးတော့နှစ်ဂိုးတစ်ဂိုးဆိုတဲ့ရလဒ်နဲ့နိုင်ရရှိခဲ့တာဖြစ်ပါတယ်ဒီဘက်မှာအနာဘိုလီအသင်းအတွက်အတွင်းကိုနှစ်ဂိုးစလုံးကိုရာမတ်ဝိုင်လန်တယောက်ထဲကသွင်းယူပေးခဲ့တာဖြစ်ပါတယ် ရဘတ်ဝိုင်လန်ဟာပွဲချိန်36ရက်မှာဒူရိုင်းနာရဲ့အလန်းစားပေးပမှုကနေအသင်းအတွက်ဥဆောင်ကိုတွင်းယူပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒုတိယပွဲချိန်60နာရီမှာဆော်ရက်က Sporting CB အတွက်ခြေပါကိုပြန်လည်တွင်းယူပေးခဲ့တာကြောင့်ဝမ်ဝမ်နဲ့ဖလန်ဖလန်ဖြစ်ခဲ့ရပါတယ်။ဒါပေမဲ့ပွဲပြီးဆုံးမှု70မိနစ်လောက်ပွဲချိန်86ရက်မှာတော့ဒူရိုင်းရဲ့ပေးပမှုကနေဝိုင်လန်ကခေါင်းတိုက်ပြီးတော့အသင်းအတွက်ဥဆောင်ကိုပြန်လည်တွင်းယူပေးခဲ့တာကြောင့်နာပလီလိုနှစ်ဂိုးတစ်ဂိုးဆိုတဲ့ရလဒ်နဲ့နိုင်ရရှိခဲ့တာဖြစ်ပါတယ်။ဒီဝက်စမှာဟွိုင်လန်အထူးခြေစွမ်းပြခဲ့တယ်လို့ဟွိုင်လန်ရဲ့အတွင်းကုန်းနှစ်ကုန်းလုံးကိုဖန်ပြီးပေးခဲ့တဲ့ကေဗင်ဒီဘရိုင်းဟာလည်း ပွဲစဉ်အကောင်းဆုံးကစားမဆုကိုရရှိခဲ့တာဖြစ်ပါရင်တကယ်တော့ Highland ဟာပြီးခဲ့တဲ့ရာသီလုံးက United အသင်းနဲ့အတူရုန်းကန်ခဲ့ရတဲ့ကစားသမားတယောက်ဖြစ်ပြီးတော့ဒီနေ့နေရာဒီအပြောင်းရှေ့မှာ Napoli အသင်းကိုရောက်ရှိလာခဲ့တာဖြစ်ပါရင်ဒီလိုပဲ Kevin De Bruyne ဟာလည်းပြီးခဲ့တဲ့ရာသီလုံးကဒဏ်ရာပဒနာတွေနဲ့ Manchester City မှာရုန်းကန်ခဲ့ရပြီးတဲ့နောက်ဒီရာသီမှာမှ Napoli အသင်းကိုရောက်ရှိခဲ့တာဖြစ်ပါရင် Manchester United အသင်းရဲ့ကစားသမားဟောင်းဖြစ်တဲ့ Robert Highland နဲ့ Manchester City အသင်းရဲ့ကစားသမားဟောင်းဖြစ်တဲ့ De Bruyne တို့ဟာ Napoli အသင်းမှာတော့အတွင်းကြီးခြေစွမ်းပြနိုင်ခဲ့တာဖြစ်ပါရင်အဲ့ဒါဆိုရင် Napoli အတွက်ပထမဆုံးဥစ္စာကိုသွင်းယူပေးသွားတဲ့အချိန်မှာ နောက်ကနေပြီးတော့ကွန်မန်ဒေတာကနေပြီးတော့မန်ချက်စတာယူနိုက်တက်ကစားမဟောင်းနဲ့မန်ချက်စတာစီးတီးကစားမဟောင်းရဲ့ပြည်ပြည့်စုံနဲ့ပေါင်းစပ်မှုဆိုပြီးတော့ဖွင့်ရကြင်ညာသွားခဲ့တာဖြစ်ပါရင်ဝိုင်လန်ဟာလည်းပထမအဖွင့်ကိုတွင်းယူပြီးခဲ့တဲ့နောက်မှာနာပလီအသင်းရဲ့ဂျာစီကိုကင်မြောက်ပြီးတော့အောင်ဝဲခံခဲ့တယ်လို့ချန်ပီယံလိဂ်တစ်သိပ်ကိုလက်ညှိုးထိုးပြီးတော့အောင်ဝဲခံသွားခဲ့တာကိုမြင်တွေ့ခဲ့ရတာဖြစ်ပါရင်လာဝကြီးချင်းအားဖြင့်ဝိုင်လန်တယောက်နာပလီအသင်းမှာသူ့ကိုယ်သူပြန်လည်ရှာတွေ့ခဲ့တဲ့ပုံကိုကျွန်တော်တို့မြင်တွေ့ရမှာပါဝိုင်လန်ဟာပြီးခဲ့တဲ့ရာသီလုံးကယူနိုက်တက်မှာရုန်းခံခဲ့ရပြီးအသင်းနဲ့အတူအမပေးသားအဆင့်ဆန်ကအထိရောက်ရှိကတွင်းဆုံးကြခဲ့တယ်လို့ တရားဒီမှာလည်းရှက်ကိုရောက်ရှိလာခဲ့ပြီးတဲ့နောက် United ကနေထွက်ခွာဖို့အတွက်အတင်းကျပ်ဖိအားပေးခြင်းခံခဲ့ရတာဖြစ်ပါရင်ဝိုင်လန့်ကိုယုံကြည်နဲ့ခေါ်ယူခဲ့တဲ့လူကတော့လက်ရှိနာပိုလီအသင်းအနေပြအန်တိုနီယိုကွန်တီဖြစ်ပါရင်ကွန်တီကဝိုင်လန့်အခြေစွမ်းကိုယုံကြည်မှုအပြည့်ရှိပြီးတော့အသက်၂၂နှစ်ပဲကစားသမားနဲ့ပတ်သက်ပြီးတော့ပြောခဲ့မှုတဲ့စကားတချို့လည်းရှိပါရင်ကွန်တီကရမ်မလာသူအဲ့ဒါလာကနေမန်ချက်စတာယူနိုက်တက်အသင်းကိုပြောင်းရွှေ့လာခဲ့တဲ့ကကျွန်တော်သူ့ကိုကောင်းကောင်းသိပါရင်ကျွန်တော်အနေနဲ့အရေးချင်းရှိပြီးအလားလာရှိတဲ့ကစားသမားတွေများစွာနဲ့စကားပြောဆိုမှုတွေရှိပါရင်သူကအခုမှအသက်၂၂နှစ်ပဲရှိပါရင်သူက စားမဘွားရရှင်လို့ဦးဆောင်နိုင်မဲ့ကစားသမားမျိုးပါကျွန်တော်သူနဲ့စကားပြောပြီးတဲ့အခါမှာသူ့အနေနဲ့ဒီအထွေကြောင့်အသစ်တွေကိုရရှိဖို့အတွက်ဆေးလုံရှားနေရဆိုတော့ကျွန်တော်သိလိုက်ရပါတယ်သူကနာမလီကသူ့ကိုစိတ်ဝင်စားတယ်လို့ကျွန်တော်ကပြောတဲ့အခါမှာသူကချက်ချင်းပဲကျွန်တော်ကို okay လို့ပြောပါတယ်ငါမင်းကိုနာမလီတက်ကစားပေးခြင်းတယ်လို့ပြောတဲ့အခါမှာလည်းသူကချက်ချင်းခေါင်းကြီးပေးခဲ့တာပါသူ့အနေနဲ့ဒီအသင်းမှအများကြီးတွတ်တက်လာမယ်လို့ကျွန်တော်မျှော်လင့်ထားပါတယ်သူကတချိန်မှာထိတ်တန့်အဆင့်တိုင်းစင်မိုတရားဖြစ်လာမယ်လို့ကျွန်တော်တေချာပေါ့ပြောရဲပါတယ်ဆိုပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါတယ်ဝါလန်တယောက် မချောင်နိုင်တဲ့အသင်းမှာတော့ကသွင်းကိုတကူရဖို့အတွက်အချိန်များစွာစောင့်ဆိုင်းခဲ့ရပေမဲ့အခုတော့နာဝလီတင်းနဲ့အတူပြန်ဝဲဆုံ6ပွဲကစားပြီးပါပဲသွင်းကိုတုံးကိုတီသွင်းကိုထားနိုင်ခဲ့ပြီဖြစ်ပါတယ်မချောင်နိုင်တဲ့မှာပျောက်ဆုံးခဲ့တဲ့ဟွိုင်လန်တယောက်နာဝလီမှာတက္ကသိုလ်ပြန်လဲရှာဖွေတွေးရှိနိုင်မလားဆိုတာကလည်းကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရအောင်ပါ